ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Multi Twin YouTube Channel ကနေအားလုံးတစ်ခါပြန်လဲကြိုဆိုလိုက်ပါရစေဗျာ Okay အာကျွန်တော်ဒီနေ့မှာကြတော့ဒီအာသင်မီလုံလေးကိုပြင်ပြပြီးမှဖြစ်တယ်ပေါ့နော်အခုတော့လဲမီးရပြန်ပြီးတော့ပြက်နေကြတယ်ဆိုတော့အာသင်မီလုံလည်းပြန်ပြီးပြင်ရမယ့်အချိန်တွေရောက်လာပြီဟုတ်ပြီအဲ့တော့ဒီနေ့အမားဒီအာသင်မီလုံကိုကျွန်တော်အလွယ်ကူဆုံးနည်းနဲ့လူတိုင်းပြင်လို့ရမယ့်နည်းလမ်းလေးပေါ့နော်ကျွန်တော်ပြပြပေးတော့မှာဖြစ်တယ်စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါချူအားပေးပါအောင်ဗျာ ီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ Mountain Train YouTube Channel မှာဆိုရင်ကျွန်တော်အဲ့ဒီမှာနေ့စဉ်သုံးတဲ့လက်စစ်ပစ္စည်းတွေကိုပြက်သွားတဲ့ခါကျရင်ဘလို့ပြန်လည်ပြင်ဆင်ပြီးတော့အသုံးပြုရမယ်ဆိုတော့ဗီဒီယိုအပုတ်ပေါင်း100ကျော်ကျွန်တော် Channel မှာတင်ပေးခဲ့ပြီးပါပြီပေါ့နော်အဲ့ဒီ view တွေထဲမှာ Danny O တွေ3မိနစ် O တွေအာသင်းမီလုံးတွေမီးဘူးတွေပန်ကာတွေစတဲ့ပေါ့နော်ကျွန်တော်နေ့စဉ်သုံးနေတဲ့လက်စစ်ပစ္စည်းတွေကိုပြက်သွားတဲ့ခါကျရင်ကျွန်တော်တို့ကိုယ်တိုင်ဘလို့လွယ်တကူပြန်လည်ပြင်ဆင်လို့ရမယ်ဆိုတော့နီလန်းလေးကျွန်တော်ပြပြမျှဝေပေးထားတာဖြစ်ပါတယ် တကယ်လို့အဲ့ဒီ view တွေကိုစိတ်ဝင်စားလို့မကြည့်ရသေးဘူးဆိုရင်လည်းတစ်ချက်လောက်ကျွန်တော် channel တွေမှာပြန်ပြီးတော့ share ဖွေပြီးတော့သွားကြည့်ရှုပြီးတော့လေ့လာအားပေးလို့ရပါတယ်ဗျဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီ video လေးကိုစလိုက်ကြတာပေါ့ဗျာဒါဒီနေ့ပြင်ပြပေးမယ့်အာသင်းမီလုံးလေးဖြစ်တယ်ပေါ့နော်ဒီအာသင်းမီလုံးတွေကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒီထဲမှာဒီအာသင်းမီလုံးဒီအာသင်းမီလုံးတွေကိုကျွန်တော်တော်တော်များလည်းအသုံးပြုဘူးကြမယ်လို့ထင်တယ်ပေါ့နော်ဒီအာသင်းမီလုံးတွေကသူ့မှာကောင်းတာတစ်ချက်ကသူကဘက်ထရီအများကြီးပါတယ် ဒီမှာမြင်တဲ့အတိုင်းပေါ့နော်သူမှာဒါ original ကိုဘက်ထရီလေးလုံးပါတယ်ပေါ့နော်အဲ့တော့ဘက်ထရီများတဲ့ဖြစ်တဲ့အတွက်ကိုအကြာကြီးသုံးခံတယ်အကြာကြီးမီးထွန်းလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမီလုံးကကြာတော့ဘာပြဿနာတက်သွားလဲဆိုတော့ကျွန်တော်တို့ဒီအထဲမှာသူ့မှာပါတဲ့ charging ပေါ့နော်သူ့မှာဒီမှာ charging ခေါင်းကလည်းပြုတ်သွားပြီပြီး charging stick ကလည်းအဲမကောင်းတော့ဘူးပေါ့နော် short ဖြစ်သွားတယ်ဒီမီသီးလေးကိုကျွန်တော်အရင် video လေးမှာကြာတော့ဒီသူ့ရဲ့အာသွင်းခေါင်း ပြုတ်သွားလို့ပေါ့နော်အသင်းကောင်းပြုတ်သွားလို့ USB ကြိုးလေးနဲ့အဲအာသွင်းလို့ရအောင်လုပ်ပေးတဲ့ view လေးလာနေကျွန်တော်တင်ပေးခဲ့တယ်ပေါ့ဒီခါကျတော့သူကဘာဖြစ်သွားရလဲဆိုတော့ဒီအာသွင်းနဲ့ IC ကလုံးဝကိုလောင်သွားတာဒီ battery အာမသွင်းနိုင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုမှအာသွင်းလို့အလွန်မရတော့ဘူး IC လေးကလုံးဝလောင်သွားတာဗျာလောင်သွားတာဖြစ်တဲ့အတွက်ကိုအားကိုလည်းမသွင်းပြီးတော့ဘူးပြီးတော့မီးအဖွင့်အပိတ်ကိုလည်းကျွန်တော်အလုံးမလုပ်တော့ဘူးပေါ့နော်ကျွန်တော်မျိုးမီးအဖွင့်ပိတ်လုပ်တဲ့ခါကျရင်လည်းအလုံးမလုပ်တော့ဘူး အဲ့တော့ပြောရမယ်ဆိုရင်သူ့ရဲ့ဒီမီးလုံးမှာ system တစ်ခုလုံးကပျက်စီးသွားတာပေါ့နော်မီးဖွင့်ပိတ်လည်းလုပ်လို့မရတော့အားလည်းသွင်းလို့မရဘူးဆိုတော့ပျက်စီးသွားပြီအဲ့တော့သူ့မှာဘာကောင်းသေးလဲဆိုတော့ဓာတ်ခဲလေးပဲကောင်းတယ်ဒီအားသွင်းပြီးတော့ကျွန်တော်ဒီပြင်အောင်လာတဲ့ချိန်တုန်းကကျတော့ဒီဓာတ်ခဲအကုန်လုံးကအားတစ်စက်မှမရှိဘူးဘာလို့ဆိုတော့ဒီကောင်က short ကျသွားတယ် short ကျပြီးတော့ဒီဓာတ်ခဲတွေအကုန်လုံး short ရိုက်လို့ဖြစ်တဲ့အတွက်ကိုဒီဓာတ်ခဲတွေကအကုန်လုံးပေါ့နော်အားကုန်သွားတယ်မီးမလင်းပဲပဲဒီ IC ကပူပြီးတော့ဒီကောင်တွေက အားကုန်သွားတယ်ဗောနော်အားလုံးဝသွင်းလို့မရဘူးအားလည်းလုံးဝကုန်သွားတယ်ပြတ်နေပြီးတော့ထင်တာဗောနော်အားလုံးဝ1ဘို့အောက်ကိုကျတယ်0.8တို့0.6တို့အဲ့လောက်ပဲရှိတယ်ဆိုတော့တခဲကြီးလုံးဝမကောင်းတော့လစ်သွားပြီထင်တာဗောနော်ဒါပေမဲ့မဟုတ်ဘူးကျွန်တော်အားပြန်သွင်းကြည့်လိုက်တဲ့ခါကျတော့ဒီတခဲလေးကပြန်ပြီးအသုံးပြုလို့ရနေအောင်တော့တွေ့ရတယ်ဗောနော်โอเคစမ်းကြည့်တဲ့ခါကျတော့မီလင်းအားတော်တော်ကောင်းတယ်ဗောနော်အဲ့တော့ဒီတခဲကအာသူ့မှာ ် MBR တောင်းနေတယ်ဗောနော LED မီပြားနဲ့ဒီကောင်းမဲကြံနေဆိုရင်တော့ကျွန်တော်ပြင်ချင်းမပြေအောင်ပါဗောနော်ဒါပေမဲ့သူ့မှာဒီတက်ခဲကလည်းအကောင်းရှိသေးတယ်ဆိုတော့ဒီတက်ခဲလေးလုံးနဲ့အခုမှတောင်းရမယ်ဆိုရင်တက်ခဲတစ်လုံး3500လောက်ကိုပေးရတယ်ဆိုတော့လေးလုံးဆိုရင်1000ကျော်ပါပြီဗောနော်အဲ့တော့ဒီတက်ခဲလေးလို့နှစ်မျိုးလို့ဆိုပြီးတော့ဒီအာသင်းမီအိမ်လေးကိုကျွန်တော်ပြန်ပြီးတော့အာကျွန်တော်ဒီဇိုင်းနဲ့ပေါ့နော်ပြန်ပြီးတော့ငကိုမူရင်းထက်ကိုအဲပို့ပြီးတော့ကောင်းသွားမိတဲ့အဲဒီဇိုင်းလေးပြန်ပြီးတော့ထွင်ပြီးတော့တုံးပြမယ်အဲ့တော့ဒီ ီ LED မီးပြမှာပျက်စီးသွားတာကသူကချာဂျင်လုပ်ပေးဖို့အသွင်းစနစ်ပေါ့နော်အသွင်းစနစ်တစ်ခုလိုအပ်တယ်အဲ့တော့ဒီမှာလစ်သီယမ် iron ကိုအသွင်းပေးတဲ့အသွင်းကက်လေးပေါ့နော်ဒါအသွင်းကက်လေး okay ဒါကြောင့် 3A ကက်ပေါ့နော်ဒီမှာဓာတ်ခဲက3လေးလုံးတော့ဖြစ်တဲ့အတွက်ကိုဟို 1A ကက်နဲ့3အဆင်မပြေဘူးအဲ့ကြောင့်ဒီမှာအာလစ်သီယမ် iron ကိုအဖြစ်ပေးတဲ့ 3A ကက်ပေါ့နော် 3A ကက်လေးကိုကျွန်တော်ဒီမှာအသုံးပြုပေးထားတယ်ပြီးတော့ မီးအဖွင့်အပိတ်လုပ်ဖို့ကိုအတွက်ကိုကျတော့ကျွန်တော်ဒီ speed controller ပေါ့နော် dimming controller လေးကိုအသုံးပြုပေးမယ်။ဒါကလည်းကျွန်တော်အရင် video မှာလည်းခဏခဏအသုံးပြုတယ်ပေါ့နော်။သူကမီးအလင်းမောင်းချိန်လို့ရတယ်။သူက on off ပါပါတယ်ပေါ့နော်။ဒီမှာကြည့်သူရဲ့ on off ဒီကောင်လေးတစ်ခုတက်လိုက်တာနဲ့ဟိုဒီမီးလုံးက on off ကိုရမယ်။သူရဲ့အလင်းမောင်းချိန်တာရော အကုန်ရမယ်ပေါ့နော်အော်ဒီပစ္စည်းလေးတစ်ခုတက်လိုက်တာနဲ့ဒီမီဒီလေးကိုပြန်ပြီးတော့အသက်သွင်းလို့ရမှာဖြစ်ပါလေဗျအိုကေမစော်ခင်မှာဒီကလေးကြောင်းကိုတော့အချင်းပြမယ်ပေါ့နော်ဒါကြောင့် lithium ion 3 mb ကအာ charging ကတ်လေးပေါ့နော်ဒီမှာသူ့မှာဒီဘက်ကတော့ input input မှာအနှုတ်နဲ့အပေါင်းရှိရဲဒါကတော့ type c ခေါင်းလေးပေါ့နော်ကျွန်တော်ဖုန်း charger type c နဲ့အာထိုးပြီးအသွင်းလို့ရတယ်ဒီနောက်မှာကျတော့ B- နဲ့ B+ ဆိုပြီး2 point ရှိတယ်เนาะဒါကကျတော့ battery ရဲ့အနှုတ်နဲ့အပေါင်းလာပြီးတော့တန်းချိတ်လိုက်ရုံပဲ ီကက်လေးမှာကဒီမှာတစ်ခုထပ်ပြီးတော့သူက function တစ်ခုပါသေးရေဗောနော်ဒီမှာအာကြီးလိုက်မယ်ဆိုရင်သူက4.2 volt လဲထွက်တယ်4.35 volt လဲထွက်တယ်ဗောနော်သူကဘယ်လိုလုပ်လိုက်လဲဆိုရင်ဒီမှာ vset ဆိုတဲ့ point လေးရှိတယ် vset ဆိုတဲ့ point လေးကိုဖြုတ်ထားရင်4.2 volt ပဲထွက်မယ်ဒါ normal ဗောနော်ဒီလို normal ဆိုရင်4.2 volt ထွက်နေမယ် lithium ion ကိုအားဖြည့်လို့ရတာဗောနော်တကယ်လို့ကျွန်တော်4.35 battery တွေကိုအားဖြည့်ချင်တယ်ဆိုရင်ဒီ vset လေးကိုခဲပုတ်ပေးလိုက်ဗောနော်အဲ့ဒါဆိုရင်သူက 4.35ဘူးနဲ့ဒီကောင်ချက်ချင်းလောက်မှာပေါ့เนาะကျွန်တော်လီသီယမ်အိုင်ရွန်တက်ခဲအသုံးပြုမယ်ဆိုရင်တော့ဒီ V set လေးကိုတွားပြီးတော့ခဲပူးပေးစရာမလိုဘူးဒီ V set လေးကဘယ်နာမှရှိတာလဲဆိုတော့ကျွန်တော်ဒီမှာပြပေးမယ်သူရေးထားတယ်မှာ V set လို့ရေးထားတယ်ဒီမှာခဲလေးနှစ်ခုကလွတ်နေတယ်လားဒါကပုံမှန်ကျွန်တော်ဆိုင်းရတွားဝယ်တဲ့အခြေအနေပေါ့เนาะဆိုင်းရထွက်လာတဲ့ခါကျခဲမပူထားတဲ့ဟာထွက်လာမယ်အဲ့ဒါမှကျွန်တော်ကခဲတွားပူးလိုက်ရင်တော့4.35ပူးနဲ့ အားသွင်းလို့ရမှာဖြစ်တယ်ပေါ့နော်နော်နောက်တစ်မျိုးကကြတော့ကျွန်တော်ဒီမှာ motor speed controller လို့လည်းခေါ်တယ် dimming controller လို့လည်းခေါ်တယ်ပေါ့နော်အလင်းမောင်ချိန်ပြီးရတဲ့ကောင်လေးသူကကြတော့ကားရဲ့အနေများကိုချိန်ပြီးတော့ voltage အနေများကိုဖြစ်စေပြီးတော့ပေါ့နော်အလင်းမောင်ချိန်ပြီးရတာဖြစ်တယ်ဒီမှာအတုမှာကကြတော့ဒီမှာ point လေးက၄ point ရှိတယ်ပေါ့နော်၄ point ရှိတယ်အာအဲ့ဒီကောင်ကဘာကောင်လေးလဲဆိုတော့ဒီမှာသူ့မှာရှိတယ်ပေါ့နော်ဒီမှာ မော်တာ M- နဲ့ I+ ရှိတယ် V+ V- နဲ့ရှိတယ်ပေါ့เนาะအဲ့တော့သူ့မှာနှစ်ချမ်းခွဲလိုက်မယ်ဒီလိုအလင်းကနှစ်ချမ်းခွဲလိုက်မယ် V+ V- ဆိုတာဒါကတော့ဘက်ထရီနဲ့ချိရမယ် input ဘိုင်းပေါ့เนาะအဲ့တော့ဓာတ်ခဲတွေဘက်ထရီတွေကိုဒီဘက်မှာလာချိရမယ်သူကဘလောက်ဖို့ကနေဘလောက်ဖို့ထိပေးလို့ရလဲဆိုတော့4.5ကနေ3 4.5ဘူကနေပြီးတော့35ဘူထိကိုဒီကောင်ကပေးလို့ရတယ်ပေါ့နော်အာအဲ့အဲ့တော့ဒီ rate အတွင်းမှာပဲ battery ကိုဒီ rate အတွင်းမှာ battery အားကိုသူက ပေးမှသာအလုပ်လုပ်မယ်အဲ့ထက်နေတာအဲ့ထက်ကြော်တာပေးတော့အလုပ်မလုပ်ဘူးเนาะပြီးတော့ဒီဘက်ကကျတော့အောက်ဖို့အပိုင်းဒီမော်တာလိုရေးထားတဲ့ MI နဲ့ M+ ဆိုတာတော့အောက်ဖို့အပိုင်းပေါ့เนาะမော်တာတွေပန်ကာတွေကိုချိန်မယ်ဆိုရင်တော့ကျွန်တော်အနှေးအမြန်လုံးလုံးလို့ရမယ်မီးလုံးတွေမီးချောင်းတွေချိန်မယ်ဆိုရင်တော့အလင်းအမှောင်ချိန်လို့ရမှာဖြစ်တယ်ပေါ့เนาะအဒီကလေးရဲ့ function ကတော့ဒီလောက်ပါပဲကျော်ပြည့်တဲ့နေနေနဲ့ဒီမှာတစ်ချက်သတိပြုရမှာကအနီနဲ့ပေါ့နော်အပေါင်းတို့မှားပြီးတော့တက်လို့မရဘူးဒီကတ်တွေက အဲအပေါင်းတို့မှတ်တက်တာနဲ့တခါတည်းပြန်ပျက်စီးသွားမှာဖြစ်တယ်ပုံပြလေးမှာကျတော့သူကအာသူ့လည်းအနီးနဲ့ကျိုးနှစ်ကျိုးထုတ်ပြရမှာနော်လင်းဖို့အတွက်ကိုဆိုတော့ဒီမှာအပေါင်းနှုတ်လေးလိုက်မှတ်ထားတယ်လားဒါလိုက်ရှာထားတာဗောနော်ဘယ်ဟာအပေါင်းဘယ်ဟာအနှုတ်လဲဆိုတာကိုအလွယ်တကူပဲကျွန်တော်တို့ရှာခြင်းနဲ့ဆိုရင်ကျတော့ဒီမီလုံးရဲ့ အဲစကေပလမ်မသူကဒီမီလုံးနဲ့အကုန်လုံး parallel ဆက်ထားတာဗျာအဲ့တော့သူရဲ့အပေါင်းတကွင်းအနုတ်တကွင်းရှိမယ်ဗောနော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာဒီ LED မီလုံးရဲ့ဘေညာဗောနော်ဒီဖက်ကတစ်ခုဒီဖက်မှာတစ်ခုကြေးကွင်းလေးနှစ်ကွင်းရှိရဗောနော်ဒီမှာ LED ရဲ့နှစ်ခုတ်ခွာထားတာဗောနော်ဒီမှာတစ်ခုဒီမှာတစ်ခုရှိရဒီဖက်ကသူမှာအပေါင်းတင်ကြတာလေးထားတယ်ဗောနော်အဲ့ဒါဆိုရင်ဒီအာဒီဘယ်ဘက်အကွင်းကအပေါင်းဒီဘက်ညာဘက်ကွင်းအနုတ်ဗောနော်အဲ့တော့အပေါင်းအနုတ်ဒီမှာဆိုလဲအပေါင်းအနုတ် ဒီမှာဆိုလဲတကယ်ရဲ့ဒီမှာဆိုလဲ LED မီလို့အပေါင်းနှုတ်ရှိရပါတော့အဲ့တော့ကျွန်တော်ဒီမှာခဲပွိုင်းလေး2ပွိုင်းကိုထုတ်ပေးထားတယ်အပေါင်းက1ပွိုင်းအနှုတ်က1ပွိုင်းပါတော့အဲ့တော့ဒီအပေါင်းတို့2ပွိုင်းကနေပြီးတော့အနီးအနက်ကျိုးလေး2ကျိုးခဲဆော့ပြီးလိုက်ရင်ဒါအဆင်ပြေသွားပါပြီအဲ့ဒီခဲပွိုင်းလေးတွေဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဓာလေးနဲ့ချစ်လိုက်မှာပါတော့ကျွန်တော်ဒီမှာအဆန်းချစ်ပြပေးမယ် ီနားပါတော့ပုံမှန်ဒီတိုင်းတော့ခဲသွားဆော်လို့မရဘူးကျွန်တော်ဒီခေါင်းကိုခဲဆော့ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီလိုမျိုးခဲတဲ့ချွန်ဒါလေးနဲ့သူ့ရဲ့အထက်ကကြေးသားပေါ်အောင်နည်းနည်းလေးချစ်ပေးလိုက်အဲဒါဆိုရင်ဒီလိုမျိုးကြေးသားလေးပေါ်လာတဲ့အခြေအနေဆိုရင်တော့ကျွန်တော်ပြည်သက်တွေကခဲဆော်လို့ရသွားပြီဘောနော်ကျွန်တော်ဒီမှာဆမ်းပြီးတော့ဆော်ပြပေးမယ် ီမှာပေါ့နော်ဒီတနေရကျွန်တော်ဒါဒီဘက်ကိုသွားပြီးတော့ဒါစော်ပြောင်းပြီးမြဲဒါဆိုရင်ဒါနဲ့မချစ်ထားတဲ့နေရာအောင်ဒါနဲ့မချစ်ထားတဲ့နေရာဆိုရင်ကြိုက်တယ်လို့ခဲဆိုဒီကောင်ကခဲဆွဲမှာမဟုတ်ဘူးဒီမှာနော်နည်းနည်းလေးမဲသွားတာပဲရှိတယ်โอเคဒီမှာជីချစ်ជីជីပြားလေးပုံချစ်ထားတဲ့နေရာဆိုရင်သူကခဲဆွဲရတာတန်းပြီးတော့ခဲဆွဲသွားလိမ့်မယ်ခဲတွေ့လားဒီမှာခဲလုံးလုံးလေးကတ်သွားတယ်ဒီမှာ ော်ဒီညာမီလောင်သွားတာပဲရှိတာခဲမဆွဲဘူးဒီမှာဆိုရင်ခဲလုံးလေးကဆွဲသွားပြီပေါ့နော်โอเคအော်ပြီးတော့ဒီမှာကျတော့အနာလေးတစ်ခုရှိတယ်ပေါ့နော်ဒီမှာသူက LED ပြားလေးကျိုးနေတာอืมစကူတက်တဲ့နေရာလေးမှာဖိပြီးတော့တက်ထားမိတဲ့အတွက် LED ပြားလေးကကျိုးနေတာတစ်ခု connection ကပြတ်နေတယ်အော်ဒီဖက်တပိုင်းကမီးမလင်းဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒီမှာအဲသူတံတားလေးကူးပြီးတော့အလုပ်ပေးထားပါပေါ့နော်โอเคဒါဆိုရင်ကျွန်တော် အကုန်လုံးကကျိုးလေးထုတ်ပြီးပါပြီဆိုတော့အဆင်ပြေသွားပြီတက်ဆင်ဖို့ပဲရှိတော့တယ်ကျွန်တော်ဘယ်မှာတက်မလဲဆိုပြီးလိုက်ရှာကြည့်တဲ့အခါဒီဘက်မှာဒီနားလေးမှာတက်ဖို့အဆင်ပြေဆုံးဖြစ်တယ်ဗောနော်ကျွန်တော်ဒီမှာအပေါက်လေးဖောက်ထားပြီးရယ်ပြီးတော့ဒီနားမှာဒီကက်လေးထည့်လို့ရအောင်ဆိုပြီးတော့ဒီတချမ်းကိုတော့ဖြတ်ထုတ်လိုက်ရတာဗောနော်ဒါတော့ကျွန်တော်ပရိသတ်တွေရဲ့အဲကိုယ့်ရဲ့မီလုံးနဲ့ကိုက်ညီတဲ့ဒီဇိုင်းပေါ့နော်ကိုယ့်ကိုစဉ်းစားပြီးတော့လုပ်လို့ရတယ်ကျွန်တော်ကလည်းဒီမီလုံးမှာတက်ဖို့ဒီဇိုင်းကိုကိုယ့်ကိုစဉ်းစားပြီးတော့ အကောင်းဆုံးပေါ့နော်ချလို့ရမယ့်နေရာကိုစဉ်းစားပေးထားတာဖြစ်တယ်။ပေါင်းကိုကြတော့ဒီဘက်က V အပေါင်းပေါ့နော်ဒီကက်လေးလေးအပေါင်းတို့မှာတက်လို့မရဘူးအပေါင်းတို့မှာတက်တာနဲ့ကြောတာပဲအဲ့တော့တေချာအပေါင်းတို့ကို Q ဆိုင်ပြီးတက်ပေးမယ်ဟုတ်ပြီနောက်တစ်ခါထပ်တက်မယ် တော့နောက်ဆုံးမှကြတော့ဒီ LED မီပြားရဲ့အပေါင်းလုံး2ကြိုးဝင်မှုပဲရှိတော့တယ်ဒါကြောင့်အောက်ဘက်ပိုင်းမှာတွားပြီးတော့ဝင်ပေးမယ်ဟိုအကုန်လုံးတက်ဆင်ပြီးသွားဆိုတော့ကျွန်တော်တို့ဒါစမ်းကြည့်လို့ရပြီ Okay ဒါခဏရှာကြီးတက်ဆင်ထားတာပေါ့နော်ဒီချိန်ဒီမှာကျွန်တော်စမ်းကြည့်လို့ရပြီတကယ်လေးတစ်လုံးတော့ထည့်ပြီးတော့ဖွင့်ပိတ်ကိုစမ်းကြည့်မယ်ကျွန်တော်တက်ဆင်ထားတာမှန်လားမမှန်လားဟုတ် ီဒီမှာဆိုရင်မီးလေးလင်းသွားတာโอเคဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ဒီခလုတ်လေးကိုမဖွင့်သေးချင်ဒီမှာမီးပိတ်နေမယ်အကြောင်းဖွင့်ကြည့်ကြည့်မယ်တက်ခဲလေးအော်ကျွန်တော်ခလုတ်လေးလှည့်လိုက်ကြည့်မယ်โอเคကျွန်တော်ကျိုးတက်တာလဲအကုန်လုံးအဆင်ပြေပြီအကုန်လုံးโอเคပြီဆိုတော့ကျွန်တော်ဒီမီးလုံးလေးကိုပြန်ပြီးတော့အော်ကျွန်တော်ဒီမီးသီးလေးကိုကျွန်တော်သူ့နေရာနဲ့သူ့တေချာပြန်ပြီးတော့တက်ဆင်လိုက်တော့မယ် ဟုတ်ပြီဒီမှာဆိုရင်တော့ကျွန်တော်တက်စင်တဲ့အားအကောလုံး PC သွားပြီပေါ့နော်ကျွန်တော်ဒီမှာ ပြန်ပြပေးမယ်ဒီမှာသူ့ရဲ့ control အဖွင့်ပိတ်လုပ်မယ်အလင်းမောင်လုပ်တဲ့ circuit လေးဒီနားမှာရှိမယ်မမလွတ်ဘူးဒီလားတကယ်ထည့်ဖို့မလွတ်ဘူးအားကြောင့်ကျွန်တော်ဖြတ်ထားရတာဒီမှာတကယ်ကတော့လေးလုံးဆက်တဲ့နေရာမှာတော့၃လုံးပဲထည့်လို့ရမှာပေါ့နော်ပြီးတော့ဒီမှာအရှိမမီးပြားလေးရှိမယ်ဒီဖွင့်ပိတ်ခလုတ်လေးကတော့၃လို့ရမှာမဟုတ်တော့ဘူးနော်အပေါက်မဖြစ်နေအောင်ကျွန်တော်ထည့်ပေးထားတယ် မှာနောက်မှာသူရဲ့ control circle လေးရှိမယ်။ Okay ။တော့ကျွန်တော်သူ့ကိုအဖုံးတက်ပြီးတော့ပြန်စမ်းကြည့်လိုက်မယ်။အဖုံးကလည်းဒီမှာပေါ့နော်သူကကြာတော့ကော်ရီးယားလည်းမကောင်းတော့ဘူး။ပြီးအဖုံးကြီးလဲကွဲနေပါတော့ဒီကောင်ကျွတ်ကျွတ်ကြတာဖြစ်လို့တော့ကိုကြီးမအပေါက်လေးနှစ်ပေါက်ဖောက်ပြီးတော့ကျွန်တော်ကေဘယ်တိုက်လေးနဲ့ဒီကောင်ကိုခြိပေးလိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ testing time ဖြစ်သွားပြီ။ကျွန်တော်စမ်းကြည့်မယ်။တကယ်ကြီး ထည့်လိုက်မယ်ဒီတော့တက်ခဲထည့်ဒီကောင်ဖုံးပိတ်လိုက်မယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့တုံးပြရပြီပေါ့เนาะကျွန်တော်ဒီမှာဖွင့်ပြမယ်ဒါအမိန်ဆုံးအခြေအနေတဖြည်းဖြည်းတင်သွားလိုက်မယ်ကေဒါအလင်းဆုံးချင်နေဖြစ်သွားပြီမလားအော်တစ်ချက်လောက်မိမိပြီးတော့စမ်းပြပေးမယ် ဒါအရင်အာဒါကလုံးဝအမီးပိတ်ထားတဲ့အခြေအနေပေါ့နော်ဒီမှာဒီကောင်ထွန်းလိုက်မယ်ဆိုရင်လူဖြစ်သွားမယ်အဲ့ဒါရှင်နဲ့အလင်းတင်လိုက်မယ်ဆိုရင်အာဒါနောက်ဆုံးအခြေအနေတော်လင်းရကောင်းတယ်ပေါ့နော်သူရဲ့အာသွင်းတဲ့ဟာလေးကိုလည်းကျွန်တော်စမ်းပြပေးမယ်အာတိုက်စီနဲ့အာသွင်းမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဖုံးနေအာသွင်းနဲ့တိုက်စီဘယ်ကျိုးနဲ့မဆိုဒီကောင်အာသွင်းလို့ရတယ်ပေါ့နော် เคแท้มามีนี่ลีโดปะเนี่ยบ่เนาะตึกดอไม่มีอ่ะอู้ผ่องพ่นจีไล่มาเจ๊มาด้วยล่ะมินิเลปะเลยอ่ะดิคลุบนี้มาတော့ဒီคลุบนี้มาလဲลาပြီးတော့เย็นနေတယ်ဗောเนาะคลุบเนี่ยเนเน่ฮ้าวနေတာဖြစ်တဲ့အတွက်ကိုတိတ်ပြီးတော့မမြင်ရဘူးတင်းမီလေးပြလိမ့်မယ်အာအသင်းနေနေနေမယ်အပြည့်ပါအပြောင်ဖြစ်ပြောင်းတော့မှာဗောเนาะ okay ဒီနောက်ကဖြုတ်ကြည့်ရင်လည်းမြင်ရတယ်ဟိုထဲမှာအဲ့တော့ကျွန်တော်ဒီနားမှာအပေါက်လေးတစ်ပေါက်ဖောက်ပေးလိုက်ရင်တော့ပိုပြီးအဆင်ပြေတာပေါ့နော်အာပြေလားအာမပြေလားအာဝင်လားမဝင်လားကိုကြည့်လို့ရတယ်ကျွန်တော်ဒီနားမှာအပေါက်လေးတစ်ပေါက်ဖောက်ပေးလိုက်မယ် okay အဲ့ဒါတော့ကျွန်တော် လုံးမပြတော့ဘူးပေါ့နော်ဗီဒီယိုရမ်းကြောက်မှာဆိုလို့ဒီနေ့မှာတော့ကျွန်တော်ခုလိုမျိုးပေါ့နော်အာသင်းမီလုံးလေးပြစ်ချရမယ်အာသင်းမီလုံးလေးကိုကျွန်တော်တို့ပစ္စည်းလေးတွေအသုံးပြုပြီးတော့ပြန် ပြန်လဲပြင်ဆင်ပြီးတော့အသုံးပြုလို့ရမယ်ဆိုရင်နီလန်ကောင်းလေးကျွန်တော်ပြောပြမြောက်ပေးသွားတာဖြစ်တယ် ဒီဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင်လည်း comment မှာ yes လို့မှန်သွားပေးလို့ရပါတယ်အဲတကယ်လို့အကြံပြုခြင်းနဲ့တစုံတရာရှိရင်လည်း comment မှာရေးသားလို့ရပါတယ်ဗျထုတ်ပြီးအဆိုကျော်ဒီနေ့ video လေးကိုဒီမှာပဲညနာလိုက်တော့မယ်ဒီနေ့ video လေးကိုလာရောက်ကြည့်ရှုအားပေးရပြည်သက်ကြည့်အောင်လဲကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ပြည်သက်တွေလည်းနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်မောင်တူထင်ကနေဆုတောင်းမြတ်တာပို့သလိုက်ပါတယ် ျွန်တော်ရဲ့ channel လေးမှာအခုလိုမျိုးပဲအခွင့်အခါကြုံရင်စိတ်ဝင်စားကောင်းတဲ့ပြင်းစည်စင်နေထွင်းနေ video အစ်တလေးတွေကျွန်တော်ကြိုးစားပြီးတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့ကျွန်တော်ထပ်တင်မဲ့ video အစ်တတွေကိုစောင့်မျှော်ယူအားပေးနိုင်ပါတယ်ဗျဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ်လာမဲ့ video အစ်တမှာအားလုံးနဲ့နောက်တစ်ခါပြန်လဲဆုံတွေ့ပါအောင်မယ်ဗျ bye bye